အားလုံးပဲမင်္ဂလာပါရှင်။နေဦးမီတာစု channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုတစ်ခါဖတ်ပြပေးတော့မှာကတော့ဆရာကြီးမင်းတင်ခါရည်သားတော်ငင်းကပါအကျဉ်းသားအပိုင်းလေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါရရှင်။အခက်ခဲကြီးခြားရရနေပြီးရောဒီလိုအစအဆုံးနားထောင်ပြကြမယ်ပုံကုန်များအားလုံးကလီကာများအားလုံးကိုပထမဦးစွာချစ်စမြိုက်တင်ပါရဲ့အတင်းထားကြပါရှင်။ အာတချို့ကျတော့ဗီဒီယိုလေးပြီးတဲ့အခါမှာနားမထောင်ကြည့်တာမျိုးလေးဖြစ်မှာဆိုလို့အာဝတ္ထုလေးကိုမဖက်ပြခင်ပါပဲအပိစကားလေးပြောပြောချင်ပါတယ်ပေါ့နော်အာဒီဗီဒီယိုလေးကဘယ်ချိန်တင်ပြမယ်ဆိုတော့မသိပေမဲ့အခုကာလာဒီကတော့ငလျင်ဖေးတင်နေတဲ့ပြည်သူတွေရှိတယ်လို့စစ်ပီးချောင်နေတဲ့ပြည်သူတွေလည်းရှိရပေါ့နော်အဖက်ဘက်ကနေပြီးတော့ဒီခိုင်နေနာနေရဲ့ဘက်ကနေတည်ကြည်ပြစည်းကြရတယ်ပူပူများလာတဲ့နိုင်ငံကြီးမှာအားရရှင်တန်နေတာဟာ ါတို့ရှင်တန်မှုတိုင်းရှင်တန်မှုတိုင်းအတွက်အကောင်းဆုံးစူးစမ်းပေးနေဖို့လိုတယ်။ငါတို့ရှင်တန်နေခြင်းကနောက်လာနောက်သားတွေအားလုံးအတွက်ရှင်တန်ပေးနေရဖြစ်တဲ့အတွက်အကောင်းဆုံးစူးစမ်းပေးကြပါ။စူးစမ်းပေးသူတို့အူးချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်။ဒီနေရာနေဂုံဖြူလေးစားအပိုင်ရှင်။အဲ့ဆိုရင်အခုမြင်းကပါအကျဉ်းသားအပိုင်းလေးကိုဆက်လိုက်ကြသောနော် အပိုင်းတိုင်းမှာအပိုင်းတိုင်းမှာတော့လေဂွင်းစဂွင်းပိတ်လေးတွေနဲ့အာအရင်ရှေးကစကလုံးလေးတွေကိုပေါ့နော်အခုရှေးကစကလုံးလေးနဲ့ပြန်ပေးထားတာမျိုးလေးရှိပါရဲ့ရှင်အဲ့လေးတွေကိုနောက်ဆုံးအဆုံးသက်လေးမှာပြန်ပြီးတော့ပြောပြပေးပါမယ်เนาะတချို့စကလုံးလေးကမှတ်သားဖွဲ့ရလေးရှိရယ်အာမြန်မာစာလေးပေါ့เนาะမြန်မာစာမှာအာနနာတို့တိတိနဲ့အပိုင်းလေးရှိရတဲ့အတွက်ဒီတန်လေးဖတ်ပြပေးသွားပါမယ်ရှင်ဟုတ်ကဲ့အခုဆိုရင်အပိုင်းလေးတချို့တလန် ေတော့ကြံပင်တင်းနဲ့ငမဲတို့သည်အောက်တာပကိုးမျိုးအတွင်သို့ဝင်ကြလေ၏ငမဲသည် ဖခင်ဥယျာဉ်မူကြီးလောက်ခဲ့၏စီတော်နှင့်ကြံပင်တင်းတို့မှာမူအမိမဲ့သောတန်းတယ်မကလေးများလောက်ကြကုန်၏၎င်းတို့သုံးဦးသားသည် ထိုအရက်ဒေသ၌ကြာမြင်စွာ နေကြကုန်၏ထိုတို့နေပြီးလျှင်သူဝနာပုံမိ၏ တင်းကိုထိုနေရာမှပင်စုံစမ်းထောက်လန်းကြကုန်၏ညအချိန်တို့ရောက်သောအခါတုံးဦးသားသည် ရသမြသောတင်းတို့ကိုဖလှယ်ကြကုန်၏ထို့နောက်တင်းများပေါ်၌ချင့်ချင်တွက်ဆကြရကုန်၏တင်းတွေကတော့အတော်ပြည့်ပြည့်စုံစုံရနေပြီမေမင်းတို့အဲ့ဒီတင်းတွေပေါ်အခြေပြုပြီးငါတို့သုံးယောက်သူမနာဘုံမီးကိုဝင်ရမယ် အမေကပြောလိုက်လေ၏ကျွန်တော်မတို့ဟာဘယင်းအနော်ယထာရဲ့အထူးတရှိုးပြစ်စမန်တက်ဖွဲ့ခါပဲသူဝနဘုံမိကို ဝင်ဖို့လုံလောက်တဲ့အခါမှာရေရေဝုံဝင်ကြဖို့ပဲဟုစီတော်ကပြောလိုက်လေ၏သူဝနဘုံမိကိုဝင်တော့ဝင်ကြရမှာပဲဒါပေမဲ့တရှိုးလုပ်ငန်းဆိုတာလွယ်တဲ့လုပ်ငန်းမဟုတ်ဘူးအသက်တေခံဝန်းတာတခုတည်းနဲ့လုံလို့ရတဲ့လုပ်ငန်းမျိုးလည်းမဟုတ်ဘူး အတော့ကိုရေချင်းပြေဝဖို့လိုတယ်ဒီနေရာမှာမဲမင်းတို့ကိုငါအနေနဲ့ပြောပြချင်တာကတိုင်းပြည်ကြီးတပြည်နဲ့တပြည်စစ်ခင်းဖို့ကျင်စင်တဲ့နေရာမှာတရှိုးတလန်၅မျိုးကိုအသုံးပြုရတယ်ဟုတ်ငမေးကပြောရင်မိန်းကလေးနဲ့ဦးဝေမျက်နှာကိုလှမ်းရေကြည့်လိုက်လေဤထို့အခါကြံပင်တင်းကကျွန်တော်မတို့တရှိုးကိုပဲသိတယ်တလန်ကိုမသိဘူးတလန်ဆိုတာပါလေဟုတ်မိလိုက်လေဤ တရှို့ဆိုတာကတော့ရှင်းပါတယ်ငါတို့ဗေမင်းတို့ဟာတရှို့တွေပေါ့မနူဟာမင်းရဲ့တည်င်းကိုစုံစမ်းရမယ်အဲ့ဒါတရှို့ပေါ့ဒလန်ဆိုတာကဒီလိုမဟုတ်ဘူးမနူဟာမင်းရဲ့တက်ကဖြစ်စေတိုင်းပြည်ကဖြစ်စေဘရင်အနော်ယထာအတွက်တည်င်းတွေကို ပေးပို့နေတဲ့သူကိုဒလန်လို့ခေါ်တယ်တချို့ဒလန်တွေဟာအတပြာကြောင့်ဒလန်ဖြစ်ရတာလည်းရှိတယ်တချို့ဒလန်တွေကမိမိဘရင်ရဲ့အုတ်ချုပ်မှုကို မကြိုက်လို့ တပတ်နိုင်ငံဘရင်ရဲ့တစ္ဆာကိုခံယူပြီးဒလန်လှုပ်ပေးတာလည်းရှိတယ်။အဲဒါကြောင့်ငါပြောတဲ့ဒလန်၅မျိုးဆိုတာဒေတာခံဒလန်အသွင်းပိုင်းဒလန်တုံ့ပြန်တရှုအထူးစေလို့တရှုတဒနာပြုဟန်ဆောင်တရှုအဲ့ဒီ၅မျိုးထဲမှာငါတို့၃ယောက်အဖွဲ့ဟာအထူးစေလို့တရှုထဲမှာပါတယ်။အဲ့ဒါကြောင့်တိတ်ကိုအရေးကြီးတယ် ငါတို့ရဲ့လုံပုံကိုင်းမုံတွေချွတ်ချော်သွားတာနဲ့စစ်ပွဲရဲ့အဆုံးပြတ်ဟာမရှုမလဖြစ်သွားနိုင်တယ်ကိုယ်တို့ဟုတ်ငမဲကပြောလိုက်လေဤထိုအခါကြံပင်သင်းကဗမဲရဲ့သူ့အမနာဘုံမီကိုဘလို့တရံနဲ့ဝင်ကြမှာလဲဟုတ်ပြေးလိုက်လေဤမြက်လေတဲသားအဖ၃ယောက်အဖြစ်နဲ့ဝင်ကြမှာပေါ့ရဲတကလမ်းတကလှဲ့ပြီး ပါမဲကညှက်လက်ပြမယ်။ပါမဲကညှက်လက်ပြပြီးရင်တမီးတော်စီတော်ကကရမယ်။အဲဒီလိုကတဲ့အခါမှာတမီးကြံပင်တင်ကတန်လွင်ကိုတီးရမယ်။ပါမဲကပုံတူကိုနာနာနှက်မယ်။အဲဒီလိုနဲ့တရွေ့ရွေ့သွားပြီးသူ့ဝနာပုံမီကိုတရွေ့ရွေ့နဲ့ဝင်မယ်။အဲဒီလိုဝင်ပြီးတာနဲ့ဒေတာတလန်ကိုမွေးမယ်။အဲ့ဒီတလန်ရဲ့အကူငင်းနဲ့ ငါတို့စစ်တရှို့အလုပ်ကိုတင်းတင်းကြဲကြဲကြီးလုပ်ရပမည်ပေါ့ဟုငမဲကပြောလိုက်လေဤထို့နောက်တွင်ကငမဲသည်မြင့်လေပြရာ၌ဒီဆိုမိတခြင်းကိုဆက်ဤစီတော်အားအခတင်ဤကြံပင်သည်နှင့်၎င်းကမူမြင့်လေပြကွက်များအတွက်ဇက်တိုက်ကြရဤမြင့်လေပြရာတွင်ကြံပင်သည်နှင့်စီတော်ဝိယသည်အဝိစာများကိုငမဲကိုယ်တိုင်ချုပ်ပေး၏ ဤသို့နှင့်၎င်းတို့အုံဦးသားသည်ဥတ္တပကူနိုင်နေကြစဉ်အတွင် ရှေ့တွင်လှုပ်ဆောင်ရမည်လုပ်ငန်းအတွက်စူးစမ်းပန်းစားလိချင်းချကုန်၏ထို့သောအပြင်းအထန်လိချင်းချသောကြောင့်မိန်းကလေးနှစ်ဦးမှာလွန်စွာပန်း၍နေပြီဖြစ်၏အလौတခုဟာအပိုးသေးမှကောင်းမယ်အဲ့ဒီလိုအပိုးသေးအောင်ဖြစ်ဖို့ဆိုတာလေအရန်လိကြည့်ရမယ်အဲ့ဒီလိုလိကြည့်ရင် ချွေးထွက်လွန်စွာထွက်ပြီးအလုံးပင်မန်းတာကလာဒါပေမဲ့ပင်မန်းမှာဆိုးလို့ချွေးအထွက်နေအောင်လှုပ်လို့မဖြစ်ဘူးချွေးထွက်များမှာတွေးထွက်နေမယ်လေချင်မှုနေလို့ရှိရင်ရန်သူရဲ့လက်ထဲမှာအသက်တွေပေးသွားရမယ်ဒီတော့ဘာပဲဖြစ်ဖြစ် အပိုးသေးအောင်လေ့ကျင့်ရမှာပဲဟုတ်ငမေးကပြောလိုက်လေရင်ကျန်ပင်တင်ကဟုတ်ပါရဲ့ဗာမေးရဲ့ လူရှိသူရှိမှာပြရမှာဆိုတော့အလင်ပေါ်သွားရင်အလုံးသိမ့်ပြီးအရှက်ရချင်းကြမှာမဟုတ်လောက်ဘူးဒါကြောင့်ကျွန်တော်မတို့အပင်ပန်းခံပြီးလေ့ကျင့်ရမှာပဲဟုပြောလိုက်လေဤဘယင်းအနော်ယထာဤတရှိုသုံးဦးသည်သူဝနာအားလောက်ချံရင်အတွက်အောက်တာပကိုး၌ခုအောင်လျက်လေ့ကျင့်အပ်သည်များကို လေ့ကျင့်နေကြလိမ့်၏သူတို့ဤလေ့ကျင့်မှုများ ပြည့်စုံသောအချိန်ကာလသည် သူဝနာပုံမိတို့မဟုတ်မနုဟာဘရင်ဤကြာဆုံးချိန်သည် မရှိမနောင်ဖြစ်ပေလိမ့်မည်သူစွာဟုတ်သားဟုတ်ကဲ့ပါဒီဘိုက်ကလေးမှာတိန်ပြိတိန်ကြီးဆိုတဲ့အာစကလုံးလေးပေါ့နော်ဒီအားလုံးတိန်ပြိစကလုံးလေးကို ကွင်းစာကင်းပင်းလေးထဲမှာအရှက်ရခြင်းမှုဟောပြန်ပြီးတော့ပြောပြထားပြရပေါ့နော်ဒါရှေးကစ်စကလုံးလေးတွေနဲ့မြန်မာစကလုံးအခုလက်ရှိအတုံးများအတုံးနေတဲ့စကလုံးလေးတွေနဲ့ပြန်ပြီးတော့ပေါ်ပြပေးရပါဖြစ်ပါတယ်ဟောဒါကြတော့တမိုင်းနေဖတ်တဲ့အခါမှာပဲဒီလိုမျိုး ပြန်ပြီးတော့တွေ့ရတာမျိုးလေးဖြစ်တာကြောင့်ပေါ့နော်အပေါ်မှာလည်းအပိုင်းတစ်တီအပိုင်းနှစ်တီမှာလည်းဒီလိုမျိုးဒါဆာလုံးလေးတွေလေးတွေ့ကြရပေါ့နော်နာနာရွတ်နေနေနဲ့ဩဒါငါတို့မသိတဲ့စကလုံးတွေပါလားဆိုပြီးတော့ပေါ့နော်တွေ့ကြရတဲ့အဲကြောကြောလေဒါတွေကအတီးပြီးသားတွေတမိုင်းစာအုပ်ဖတ်နေကြတီးပြီးသားတွေဆိုပေမဲ့ဟိုတူတူဝီးလေးလေးဖြစ်သွားတာပေါ့နော်နာနာအဲ့လိုမျိုးနေအဲမတားလို့ရအောင်ပြန်ပြောပြပေးပါမယ်နော်ဟိုတခြားအပိုင်းလေးတွေမှာမတိလိုက်တာလေးတွေ ဒါလေးတော့ဒီဒီစကလုံးလေးတော့မသိလိုက်ဘူးဒီစကလုံးလေးကမှားနေရလားအဲ့လိုမျိုးလေးဟောပြောလို့ရရပေါ့နော်နနာကို comment မှာလည်းမှတ်ခဲ့ပေးပါနနာအဲဒီလိုမျိုးစဖက်ဖက်ပြရဲ့အခောက်တိုင်းမှာပြန်ပြန်ပြီးတော့ဖက်ပြပေးပါမယ်နော်ဟုတ်ကဲ့အာတကယ်လို့အကုန်လုံးညီကောင်ပြန်ပြီးတော့ချုပ်တဲ့အခါမှာသတိပိုင်းလေးပြီးသွားရင်လေဒီစကလုံးလေးတွေပြန်ပြောပြဆိုရင်ငါပြန်ပြောပြပေးပါမယ်အာပုံမှာတော့ပဒီ6ခွက်ရှိရပေါ့နော်ပဒီ6ခွက်ကတော့ပလီစီ6ချက်ပါရှင် mm ဒီမှာတော့အခုအခုဘက်မှာတော့ဗလီလေး6ချက်လို့အမြဲပြောနေရပဲပေါ့နော်ဒါပေမဲ့အရင်တော့ကတော့ဗဒီ6ခွက်ကနေဗဒီစေး6ခွက်ကနေပြီးတော့စခဲ့တာလေးပြေပေါ့နော်ဟုတ်ကဲ့ပါအာဒါလေးကတော့နည်းနည်းပြန်ပြီးတော့ဟိုပြန်တွေးထားတာလေးပေါ့နော်တစ်ချက်ပြန်ပြီးပြန်ပြောပြပေးနေရပါရှင်အာဒီလိုမျိုးစာအုပ်ဒီကျတော့နည်းနည်းတစ်ခါအဲ့လိုခိုင်းပြီးတော့ဖတ်ပေးဖတ်ဖြစ်ဖို့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ အာဒီလိုမျိုးရွတ်တဲ့ခါမှဒါရွတ်ဖက်ပြီးပြန်ပြီးကလေးကများတဲ့ရွတ်ဖက်ပြီးရဲ့ခါမှဒါဒီမျိုးတွေဖက်ဖြစ်တာရပါတယ်။တမိုင်းစာအုပ်ကတော့ဘယ်တော့မှမကင် ဖြစ်တာမရပါဘူးပေါ့နော်။တောက်သူမရအလုပ်ကတော့ဒီမှာပါတောက်သူအလုပ်မရအလုပ်ဒီပေါ့နော်။မုတ်ဘဲဒီရေစာကတော့အာအပေါ်မှာရွတ်ဖက်ခဲ့တယ်လို့ပဲ။တရေစာအဖြစ်နဲ့ဒီမုတ်ဘဲတွေကိုစားရတာဖြစ်တဲ့အတွက်တရေမုတ်ဘဲတရေစာဆိုပြီးတော့ခေါ်ခဲ့ရရှိရပေါ့နော်။ ဟုတ်ကဲ့ပါဟောဒါလေးကတော့နာစကားရှိအောင်ပြောနေတယ်လို့မျိုးဖြစ်နေရဆိုရင်လည်းအဲခွင့်လို့ပေးကြပါလို့အဆုံးထိလိုက်ပါနားထောင်ဗီဒီယိုတူချင်းစကားလည်းကျေးဇူးအများကြီးတင်ပါရယ်အပိုင်းလေးကိုဒီနေရာမှာပဲရက်ထားပေးမယ်ပေါ့နော်နောက်ထပ်အပိုင်း၅ပေါ့နော်နောက်အပိုင်း၅မှာလည်းဆက်လက်ဆောင်မြောပေးကြပါအောင်ရှင်အာနေ့ရက်တိုင်းကိုအကောင်ဆုံးကြိုးစားပြီးတော့ရှင်းနေသွားကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင် ရေကူးမိသားစု channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုတစ်ခါမှာတော့ဆရာကြီးမင်းသိန်ခအေးသားထားသောမင်းကပါအကျဉ်းသားဝိထုရှိလေးဤအပိုင်း၅ကိုဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။အပိုင်း၅ကံကြမ္မာကိုဖတ်တော်လူဝစီတော်ကြံပင်သေးနှင့်ငမဲကြီးတို့သည်အမျိုးမျိုးအနေနဲ့တွင် ရုပ်အမျိုးမျိုးဖြက်ကမိဝါမြေဤတရင်ကို နိုင်သမျှစူဆောင်း၍ ထိုတည်းများအပေါ်တွင်ညှိနှိုင်းတိုင်ပင်ကြပြီးနောက်ခရီးဆက်ခဲ့ကြလိမ့်၏ထိုဆက်ခဲ့သောခရီး၌စီတော်နှင့်တံပင်သင်သည်ကခြေတဲ့ကလေးများအဖြစ်ရုပ်ဖြတ်တရုပ်ဆောင်ထားကြ၏ငမဲကြီးကမူခခြေတဲ့မင်းမချောကလေးနှစ်ဦး၏ဖခင်မုတ်ဆိုးပေါ်ကြီးအဖြစ်တရုပ်ဆောင်ထား၏၎င်းတို့သည်나ရင်ရှိသည်မြဗီဇနာရှိသည်မြမြေဝမြောက်ဘက်စီသို့တရွေ့ရွေ့တိုးတက်လာကြ၏ နောက်ဆုံးတွင်မြေဝါမြေဤမြို့တော်အဝင်တကားအနီးသို့ရောက်ရှိခဲ့ကြ၏၎င်းတို့သည်မြို့ဝင်တကားအနီးအခြေအနေကိုလှမ်း၍ကြည့်လိုက်ကြ၏ကြီးမားသောညောင်ပင်ကြီးများထိုညောင်ပင်ကြီးများအောက်မှဈေးဆိုင်တန်းများထိုဈေးဆိုင်တန်းများရှိမှ မြင်းချီတိုင်းများနှင့်မြင်းများမြို့တကားပေါ်ရှိပြည့်စင်များပေါ်မှ အဆောင်အနေများ မျိုးတကားတဲ့တဲ့တွင်ကန့်နှံ့ပိတ်၍ထားသောယင်းတာခေါ်ဩဒတိုင်းမြင့်မြင့်ကြီးထိုဩဒတိုင်းမြင့်မြင့်ကြီးရှိတွင်လူလာခောက်တုပ်လျှောက်နေသော တကားဆောင်ကင်းတူများညောင်ပင်ကြီးတပင်အောက်တွင် မြင်းခွာရိုက်ပေးနေသောမြင်းခွာဆိုင်များကိုတွေ့မြင်သွားကြလိမ့်၏မြင်းခွာဆိုင်များအနက်အစွန်ဆုံးမြင်းခွာဆိုင်မှ မြင်းခွာရိုက်သမားသည် ၎င်းတို့ သုံးဦးအားတစ်ချက်မြငယ်ဆောင်၍ကြည်လိုက်ပြီးကိုသုံးဦးစလုံးတတိပြုမိသွား၏ထို့ကြောင့်ချန်ပင်သင်ကဖမေးမြင်းခွာသမားကကျွန်တော်တို့ကျွန်တော်မတို့ကိုလှမ်းကြည့်နေတယ်သူဆိုင်ကလည်းအစွန်ဆုံးမှာစိုက်ဆောက်ထားပုံကလည်းသူတပားဆောက်ထားတယ်မတူသူဆိုင်ကမြင်းဆောင်နဲ့တူတယ်အထဲမှာလည်းမကြီးစေအောင်မြင်းကောင်ရှိ နေတယ်ကြီးရဲ့အဆက်ပေါက်ကလည်း ချင်းမြန်တို့ရီစီးတဲ့မြင်းရဲ့အဆက်ပေါက်မျိုးပြီးတော့မြင်းဆောင်ရင်ထရံမှာချိတ်ထားတဲ့ဓာတ်လုတ်ကိုလည်းကြည့်ပါဦးအသွားတူတယ်ဖြက်ကားတယ်ပြီးတော့ဓာတ်ပုံပါတယ်အနီးကတိုက်ခိုက်လေးရှိတဲ့လူတွေကိုင်းတဲ့ဓာတ်လွေမျိုးဘာဖြစ်ဖြစ်ဒီမြင်းခွာရိုက်သမားဟာညူတကားလုံကြုံကြီးအတွက်ချထားတဲ့တက်ပင်လူမသိအောင်မိုးထားတဲ့လှုပ်ဝက်လုံကြုံကြီးတက်ပိုးကဖြစ်နေမယ် ဟုပြောလိုက်ရာငမဲကြီးကထင်တိုင်းလဲမဆိုနဲ့ဝင်တိုင်းလဲမမျိုးနဲ့မေမေလူရဲ့အရေးကိုမြင်ရုံနဲ့မဆိုနဲ့အောင်သူ့ရဲ့လှုပ်ရှားမှုအခြေကိုကြည့်ရအောင်မယ်အရေးရောအခြေပါပြည့်စုံမှ ပြောတာကောင်းတယ်ဟုပြောလိုက်လေဤအထို့နောက်စံပင်တင်သည်စီတော်ကိုတထောင်နှစ်တွတ်လိုက်ပြီးနောက်ညောင်ပင်အောက်ကိုမင်းငော့ပြလိုက်လေဤညောင်ပင်အောက်တွင်ရှိသောအုတ်ခုံပေါ်တွင် ဝဝဖိုင်းဖိုင်းလူတယောက်သင်ပုံးပြားကိုကင်ကာတတောက်တောက်ရေးချင်ရင်၎င်း၏ရှိမှမိမငယ်တဦးကိုစကားပြောနေလေ၏ညောင်ပင်တွင်လည်းပိဆာတစ်ခုချိန်ထား၏ပိဆာပေါ်တွင်လှပသောခရုခိုများဖြင့်စာလုံးဖော်ထားသည်ကိုတွေ့ရ၏စီတော်ကတံပင်တင်အားအဲ့ဒါဘာလဲမိကျဟုတ်ဤလိုက်လေ၏ ဟိုမှာခယုခုံတွေနဲ့မွန်လို့စာတန်းပေါ်ထားတာမတွေ့ဘူးလားအဲ့ဒါဖက်ကြည့်ပေါ့ဟုတ်ချန်ပင်သင်းကပြောလိုက်ပြီငါကညည်းလောက်မွန်စာမှမတက်တာပဲဟုတ်စီတော်ကပြန်၍ပြောလိုက်ရင်ချန်ပင်သင်းကစီတော်ကတော့အချင်းချင်းလည်းမချမ်းဘူးလိန်တော့တာပဲတချို့တင်တဲ့တက်တုံးကညည်းလဲမွန်စာတင်ခဲ့ရတာမဟုတ်လားတပောက်ရရဲ့ဟုတ်ပြန်ပြောလိုက်လိုက်ရင်စီတော်က ဟုတ်ပါရဲ့တတိမရဲ့ငါကကြည်စားတာပါ ခရုခွန်နဲ့စာဖော်တာလေငါလည်းသိပါတယ်ကဲကျမဖတ်တော်လူဝါကြီးတဲ့ဟုစီတော်ကပြန်၍ပြောလိုက်သည်ဤစီတော်နှင့်ကြံပင်သိသည်တအူးကိုတအူးလွန်စွာချစ်ခင်ကြသောတရှုမေကလေးများဖြစ်၏တအူးကိုတအူးလွန်စွာချစ်ခင်ကြသည့်အလျောက်တအူးကတအူးကို တပေါဟုခေါ်၏တပေါဆိုသည်မှာ ကျွန်ကမွေးတော်သူဟုအတိပဲရ၏ကျန်တဦးကလည်းတတိဟုပြန်၍ခေါ်၏တတိဆိုသည်မှာကျွန်ကမွေးတော်သူကိုဆိုလို၏ကျန်ပင်သိသည်ညောင်ပင်ကြီးအောင်မှကံကြမ္မာဖက်လူဝါကြီးကိုကြည့်နေ၏ထို့နောက်ဗမေညောင်ပင်အောက်ကကျမဖက်လူဝါကြီးကိုကြည့်ပါဦးသူရှိကမေးမအောင်မေဘာရင်းများကျမဖက်နေလဲမသိပါဘူး ။အိုမိမကတော့ခြုံပွဲကြီးချပြီးငူပွဲကြီးဆင်နေပြီ။ဟုလှမ်း၍ပြောလိုက်ရာငမဲက။အဲ့ဒီတိုင်းပြည်မှာကျမဖတ်တဲ့ဆရာတွေအများကြီးရှိတယ်။သူတို့ကတော့ယုံကြလေရဲ့။သူနောက်နေ့ကိုဘာဖြစ်မဲ။ဘဲတော့ချမ်းသာကြွယ်ဝမယ်။မိမများကိုဆိုရင်လေဘဲတော့လင်ကောင်းသားကောင်းရမယ်။လင်ကောင်းသားကောင်းမရဘူး။လီမွဲလင်နာလင်အိုလင်မင်းနဲ့ညားမယ် အထိတ်ဘွားကသူများလင်မယားကွဲအောင်လှုပ်ထားတဲ့အတွက်ယခုဘွားမှာမိမိလင်နဲ့ခေါင်းဆောင်မပေါင်းရဘူးလင်နဲ့ပေါင်းရမယ့်ညတိုင်းမှာသူ့လင်ဝယူးပြန်လိမ့်မယ်အဲ့ဒါအပြင် ယခုဘွားမှာသူများလင်မယားကွဲအောင်လှုပ်တဲ့အတွက်နောင်ဘွားမှာဒီမိမဟာလာကွယ်ညမှာ ယူစနာတရားခရီးကိုတကိုယ်တည်းပြမန်းခက်ခဲစွာလင်းရှာထွက်ရမယ်ခရီးဆုံးရောက်တဲ့အခါမှာသူရမယ့်လင်ဟာလင်အိုလင်မင်း လင်းနုံလင်းဖျင်းဟာတင်ငုတ်သူပေါ်မှာမြောက်ကဲသို့စောင်းချောက်ထိုင်နေတာကိုတွေ့ရမယ်။အဲ့ဒီလင်းအိုလင်းမင်းကိုတော့လွယ်လွယ်ကူကူမရရှာပဲသူအခြားသောအရက်သုံးသုံးမျက်နာကလာတဲ့လင်းငတ်မှသုံးယောက်နဲ့သူနိုင်ငါနိုင်တက်ပုတ်ပြီးမှအဲ့ဒီလင်းအိုလင်းမင်းကို ရရှာလိမ့်မယ်တဲ့။ပြီးတော့အဲ့ဒီလိုဒုက္ခတွေမဖြစ်ရအောင်ကျမဖက်စရာကခြေပပေးလို့ရတယ်တဲ့။အဲ့ဒီလိုခြေပတာကို ရှန်တီလို့ခေါ်ရတဲ့အဲ့လိုရှန်တီပြုတ်ပေးတဲ့အတွက်ကျမဖက်စရာကိုအတပြပူဇော်ရရတဲ့ညောင်ပင်အောက်ကကျမဖက်စရာရဲ့ပုံမှန်ဟာလဲမတတိဖို့ကောင်းလိုက်တာဟုပြောလိုက်လေရင်စီတော်ကအဖမေကလည်းပေါ့မင်းကြောင့်သူ့တပားကိုဖင်းဖြီးပြောဆိုနေရတာလေဟုပြောလိုက်လေဤ ခင်ဖြီဆိုဒီမှာ အချီနီအလဟတပြောဆိုခြင်းကို ဆိုလိုသည် ထို့ကြောင့်ငမေဗမေကငါစကားဖင်ဖြီလာတင်းကြီးလာဆိုတာနောင်ကာလာမှာတည်လာလိမ့်မယ်ဟုပြန်၍ပြောလိုက်လေဤတင်းကြီးဆိုဒီမှာနိုင်နိုင်ချွတ်ချွတ်ပြုလုပ်ခြင်းကိုဆိုလိုသည် ထို့အခါချန်ပီသင်းကဘာဖြစ်ဖြစ်ကျွန်တော်မှာအဲ့ဒီကျမဖက်ဆရာရှိသွားထိုင်ပြီးနောင်လာမယ်ကိုယ့်ရဲ့ကျမဘလို့ဆိုတာကို ဲ့ဒီကျမဖက်လူဝါကြီးကိုဖက်ခိုင်းချင်တယ်ဟုတ်ပြောလိုက်လေရင်စီတော်ကတပေါက်မှနေရငါတဲ့အကျံဦးလေးစွာငါလည်းငါကြံကျမကိုသိချင်တာပေါ့လာပါတို့သွားမိကြရအောင်ပါဟုတ်ပြောလိုက်လေဤထိုအခါငမေးရလေ၎င်းတို့နှစ်ဦးကိုအလိုလိုက်ရှာဤကဲပါကဲပါပါလာတဲ့ငွေကြီးတပြားကြီးကုန်ချင်ရင်ကုန်ပါစီလူဝကိုသွားပြီးပူဇော်ကြဟုတ်ပြောလိုက်လေဤ တချို့မဲနှစ်ဦးသည်ကျမဖက်ဆရာကိုလှမ်း၍ကြည့်လိုက်၏ကျမဖက်ဆရာရှိမှမိမသည်အတပြအချို့ကို ပူဇော်၍ကျမဖက်ဆရာရှိမှထွက်သွားပြီဖြစ်၏ထို့အခါတချို့မဲနှစ်ဦးသည်ကျမဖက်ဆရာရှိသို့သွားကြလေ၏နမဲလည်းနောက်မှလိုက်သွားရလေ၏ကျံပင်သင်ကရှိဦးစွာကျမဖက်ဆရာကိုဟောကိုက်လေ၏ကျမဖက်ဆရာကကျံပင်သင်အားဘေးရဲ့ဘက်ကလာတာတော့ မေးလိုက်၏ကျန်ပေသင်ကတလားဘက်ကလာကြောင်းကချေတဲ့အလုပ်ဖြစ်အသက်မွေးကြောင်းပြောပြလိမ့်၏ငမဲကလည်းသူသည်မိန်းကလေးနှစ်ဦး၏ဖခင်ဖြစ်ကြောင်းမိန်းကလေးနှစ်ဦးမှာကချေတဲ့များဖြစ်ပြီးသူကိုယ်တိုင်ကမုံဘုံတူနှိမ့်တန်တွေကိုနှိမ့်ရသည်ဖြစ်ကြောင်းပြောဝင်၍ပြောလိမ့်၏ထို့အခါကျမဘက်ဆရာက ပြုံးလိုက်လိမ့်၏ထို့သို့ပြုံးပြီးနောက် တလမီကမြေညိုမြေပြာဖြစ်တယ်။ညွေအခါမှာဖုံထရင်အညိုပြာတွေပဲထတတ်တယ်။မန်ဒီလာကမြေကတော့မြေနီမျိုးဖြစ်တယ်။ညွေအခါမှာဖုံထရင်လေမြေနီဖုံတွေပဲထတာပေါ့။အပိုးကြီးလွှဲထားတဲ့ဘုံတူရိတ်ဂျိုချားထဲမှာညက်နေတဲ့ဖုံတွေဟာအနီရောင်တွေဖြစ်နေတယ်။ဒါကြောင့် ဒလကလာတာတော့မဖြစ်နိုင်ဘူးဒီတငယ်မဟာ သူ့ကိုယ်သူကခြေတဲလုပ်ငန်းနဲ့အတက်မွေးတာပါလို့ပြောတယ်ကခြေတဲဟာခြေမျက်စိနာမှာချူကလေးတွေပါတဲ့ကျိုးကိုချီနှောင်ပြီးတချွင်ချွင်နဲ့ကရတာဆိုတော့ချူနဲ့ထီပြီးခြေမျက်စိနာမှာအတ္တမလေးတွေတက်နေလေးရှိတယ်ဒီတငယ်မရဲ့ခြေမျက်စိအတ္တမမရှိဘူးအဲ့ဒီတော့ ကခြေတဲဆိုတာဟုတ်ပါမလားမဆိုနိုင်ဘူးဒီတငယ်မရဲ့နှစ်ဘူးမှာပါတဲ့အရေးတခုဟာလင်ရပြီးရင်ကလေးတယောက်နဲ့ကွဲရလိမ့်မယ်လို့တွေ့ရတယ်ဒူးကိုနည်းနည်းပြပါဦးဟုတ်ဆိုတဖြည်းကျမ်းမီသင်ကသူ့ဤဒူးကိုလှမ်းပြ၏ထိုအခါကျမ်းမဖက်ဆရာလူဝါကဒူးရေးမှာ တနေသားနဲ့ဆုံးဖက်ရမယ်လို့ပြနေတယ်နောက် အေးပိုင်းငယ်တစ်ခုပါတယ်။အေးဝိုင်းငယ်အဲ့ဒီအဝိုင်းကိုပါတာလို့ခေါ်တယ်။မြင်းစင်မစကားပဲ။မိသားစုတစ်ခုလုံးသူတော်ကောင်းအဖြစ်ကိုခံယူမယ်လို့ဖော်ပြတယ်။တငယ်မရောတငယ်မရဲ့ခင်ဘိုးရောတငယ်မရဲ့တာသမီရောအလုံးသူတော်ကောင်းအဖြစ်ကိုခံယူသွားမယ်။ဟုတ်ပြောလေ။ချန်ပီယံသီးအလှည့်ပြီးတော့အခါ၌စီတော်ကမြေပြန်ဤ ကျမဖက်လူဝသည်စီရောအားဒူးရေးကိုမကြည့်နှစ်ဘူးအေးနစ်ပြီးဒီတငယ်မယောက်ျားမရနိုင်ဘူးသူတော်ကောင်းဖြစ်သွားမယ်ဟုပြောလေ၏စီရောပြီးတော့အခါ၌ငမဲကပါသူလဲတိကျင်သည်ဟုဆို၏ထို့ကြောင့်ကျမဖက်ဆရာအားမေးပြန်၏ကျမဖက်ဆရာကငမဲအားနှစ်ဘူးရေးကိုကြည့်၍နောက်ဆုံးမှသူတော်ကောင်းဖြစ်သွားမှာပဲဟုပြောလျင်ငမဲက သူတစ်ပါးလက်ချက်နဲ့မသေးနိုင်ဘူးလားဟုမေးလိုက်လေဤထိုအခါကျမဖက်ဆရာလူဝါကမဖြစ်နိုင်ပါဘူးတက်ဆရာရှိရင်တင်ကပဲတက်မယ်သူတစ်ပါးကတင်ကိုမတက်ပါဘူးဟုပြောလိုက်လေဤသူစကားကိုကြားလျင်ငမဲသည်တဟားဟားရဲလေဤထိုနောက်သုံးဦးအတွက်ကြားတင်သောငွေကြေးအတပြားများကိုပေး၍ညူရင်းတို့ဝင်၍သွားကြလေတော်တည်းဟုတ်ကဲ့ပါရှင် အခုလိုအဆုံးထိလိုက်ပါပြီသူတို့ဦးကြီးစီတိုင်းကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်နောက်ထပ်အပိုင်းလေးတွေကိုလည်းအပိုင်းစလီဖြစ်ဆောင်မြော်ပေးကြပါဦးနော်။ဟုတ်ပါပြီ။အာအပေါ်မှာတော့ညီမလေးဒီနနာတို့တွေ့ခဲ့တဲ့စကလုံးလေးတွေဆန်းဆန်းပြပြလေးတွေပြန်ပြီးဖျူလိုက်ကြရအောင်။အာတပေါင်းနဲ့တတီကိုတွေ့မယ်နော်။တပေါင်းနဲ့တတီလေးမှာဆိုရင်တပေါင်းတတီရဲ့အတိတ်ပဲကိုသူတို့ရှေ့ခေတ် ှာဂျုံနေကနေဂျုံကနေမွေးတဲ့တာသမီတွေကိုတာသမီအချင်းချင်းကိုတပေါက်တတီဆိုပြီးတော့ဆနောက်ပြီးတော့ခေါ်ဝေါ်တယ်ရင်းနှီးတဲ့သူချင်းချင်းချစ်ခင်တဲ့သူချင်းချင်းခေါ်ဝေါ်တဲ့ခါမှာအုံပြူတာကိုတွေ့ရပေါ့နော်ဒါကိုတော့တပေါက်တတီလို့တွေ့ရပါတယ်ပြီးတော့ရှန်တီအခုခင်မှာရရရခြေတာမျိုးကိုအဲဒီဘီဒီဆရာကနေပြီးတော့ရှန်တီလောက်ပေးတယ်ဆိုပြီးတော့ရှန်တီပူဇော်ခအဲ့လိုမျိုးပူဇော်ရရဲဆိုပြီးတော့ရှန်တီဆိုတာလေးကိုတွေ့ရတွေ့ရပါတယ်နောက်တစ်ခုကကျတော့ဖင်းဖီးနဲ့ တင်ကြီးဖင်းဖြီးဆိုတာကအချီနီအလဟတပြောဆိုခြင်းကိုဖင်းဖင်းဖြီးဟုခေါ်ပြီးတော့အဒီတင်ကြီးရကြတော့နိုင်နိုင်ချွတ်ချွတ်ပြုလုပ်ခြင်းကိုဆိုလိုပါရဲ့ဟုတ်ကဲ့ပါဒါကတော့ဒီအပိုင်းငါးလေးမှာတွေ့ရတဲ့စကားလုံးလေးချက်ချက်လေးပေါ့နော်အဲဒီကိုမှတ်သားရအောင်လို့ထပ်မံပြောကြပေးခြင်းဖြစ်ပါရဲ့ရှင်ဒီစင်ရိုက်ဒီမိုင်နောက်တဲ့ဗီဒီယိုလေးကိုလည်းဆောင်ရွက်ပေးကြပါအောင်ရှင်